အလုံးကိုတခေရှိနာမ၌ယေနာရှာပွဲပါစီစဉ်ကနေကြိုဆိုပါရယ်ယေနာရှာပွဲပါစီစဉ်ကတော့တမချန်းစားတဲ့ကအဖိုးတနဲ့အရာများကိုရှာပွဲခြင်းမဖြစ်တဲ့ဒီ pass over ကာလမှာတော့ပတ်သက်ခါပွဲကာလမှာတော့ကျမတို့ယေနာများကိုပတ်သက်ခါနဲ့သက်ဆိုင်တဲ့အကြောင်းအရာများကိုရှာပွဲသွားမှာပဲဖြစ်ပါရယ်လွန်ခဲ့တဲ့ဘက်ကကျမမေးခွန်းမေးတဲ့အရာလေးကိုဒီနေ့မှဖြေပေးခြင်းပါရယ်အလုံးပဲဖြေနိုင်ကြတဲ့တချို့တွေလည်းစူးစမ်းထားတာကိုတွေ့ရပါရယ်ဆိုတော့ပတ်သက်ခါပွဲ ကာလာသွင်းမှာညစာစားပြီးတဲ့အခါမှာသူတို့တီဆိုရတဲ့ချင်းတွေရှိတယ်ဆလန်ကျန်းတွေကဆိုတော့ကျွန်တော်တီးတယ်ဆိုတော့ဘယ်ကျန်းချစ်တွေကိုသူတို့တီဆိုရလဲဆိုတာကကျွန်မရဲ့မိန့်ခွန်းဖြစ်တယ်ဆိုတော့အဖြေကတော့သူတချင်းပေါင်း6ခုကိုဆိုပါတယ်ဆလန်113 114 115 116 116 116ဆလံ118เนาะတချင်း6ပုတ်ကိုသူတို့ဒီဆိုပြီးတော့မှဖရာသခင်ရဲ့သူတို့ကိုကယ်တင်ခြင်းကိုပြန်လည်ပြောမှအောင်မြင်ခြင်းကိုသူတို့ဂျူးလူမျိုးတွေကပြုလုပ်တယ်ဆိုတာကဒီမရဲ့အဖြေပဲဖြစ်တယ်အားလုံးပဲအစဉ်ပြေမဲ့လို့ယုံကြည်ပါတယ်ဒါဆိုရင်တော့ဒီတစ်ပတ်ရဲ့ရနာသူရဲ့သူတို့ကအစဉ်သိရှိနေမဲ့လို့ယုံကြည်ပါတယ်ဒါဆိုရင်သူတို့ကရနာကိုရှာဖွေကြရအောင် ဟုတ်ပြီဆိုတော့ဒီတပတ်ပဲကျမမေးချင်တဲ့မေးခွန်းကတော့တို့ဒီပတ်သက်ခောက်ပွဲကျင်းပတဲ့အခါမှာတို့ညစာရဲစားရတဲ့ဒါကျမတို့သိတယ်ညစာစားတဲ့အခါမှာတို့ကပေါင်မုံကိုစားတယ်ဆိုတော့တို့စားတဲ့ပေါင်မုံကတန်မှန်ကျမတို့စားနေကြပေါင်မုံမဟုတ်ဘဲနဲ့ထူးခြားတဲ့ပေါင်မုံဖြစ်တယ်ဆိုတော့ကျမမေးချင်တဲ့မေးခွန်းကတော့ဂျူးလူမျိုးတွေကပတ်သက်ခောက်ပွဲမှာဘယ်လိုမုံမျိုးကိုစားလဲရှိတာလဲဆိုတော့ကျမရဲ့မေးခွန်းဖြစ်တယ်သူ့ရဲ့နာမည်ကဘာလဲအဲ့ဒီမုံရဲ့နာမည်ကဘာလဲဆိုတော့ကျမရဲ့မေးခွန်းပဲဖြစ်တယ်ဆိုတော့တဲလွန်စားလေးပေးမယ် တင်းလွန်စားနံပါတ်၁ကတော့မုံကိုဖောင်းကျွစေတဲ့အရာကိုသူတို့ကမတုံဘူးဆိုတော့အဲ့မုံကနာမည်ရှိတယ်ဒါပေမဲ့အဲ့မုံလေးကနံပါတ်၂တင်းလွန်စားကတော့ပြပြလေးဖြစ်တယ်ပြချက်ချက်လေးဖြစ်တယ်ဟာကျမတို့တဆေးပိုင်မုံဆိုလို့ရှိရင်တော့ဖောင်းကြွားတယ်ပေါ့เนาะအဲ့လိုမျိုးမဟုတ်ဘဲနဲ့သူတို့ကပြချက်ချက်လေးဖြစ်တဲ့မုံကိုအဲ့ဒီပတ်သက်ခါပွဲကာလမှာစားတယ်ဆိုတော့ဒါကကျမရဲ့အသက်လွန်စားများဖြစ်တယ်ဆိုတော့ဘယ်မုံမုံရဲ့နာမည်ကပါလဲသူတို့ပေါင်မုံစားတယ်မြဲပေါင်မုံက ဖောင်းကျွားရမှာမဟုတ်ဘူးဆိုတော့ကျမရဲ့မေခွန်းကိုဖြေနိုင်မယ်လို့ယုံကြည်ပါတယ်ဆိုတော့မေခွန်းကိုဖြေဖို့ရန်အတွက်အချိန်ပေးပါတယ် โอเคအားလုံးရဲ့အချိန်လဲစေသွားပါပြီစူးစမ်းပြုလို့ကျေးဇူးတင်ပါတယ်ဆိုတော့ဒီတပတ်ရဲ့မိခွန်းရဲ့အဖြစ်ကိုအခုချိန်မှမပေးသေးဘူး now the buy a treasure hunt program အဖြစ်ပေးပါမယ်ဆိုတော့အဖြစ်ကိုစောင့်ဆိုင်ပေးပါလို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ဆိုတော့ဒီတို့ရဲ့စားတဲ့အရာပတ်သက်ခပွဲကာလမှာလုပ်တဲ့အရာတွေမှာပုံဆောင်ချင်းတွေအများကြီးရှိတာဖြစ်တယ်ဒီအရာတွေကဒီမိုရဲတာရဲမှာရှာပွေလေးလပွင့်တဲ့ဖြစ်တယ်ဆိုတော့ now the buy မှာအဖြစ်ကိုသူတို့ကရှာပွေဖို့ရန်တဖိတ်ခေါ်ချင်ပါတယ်အရာတိုင်းကိုဖြတ်ရှင်ကောင်းယူပေးပါစေ